ကြားဖြန့်ကွန်ရက်နဲ့ပတ်သက်ပြီးဆွဆွဲမှုတွေကြောင့်ထိုင်းဝန်ကြီးတယောက်ရာထူးကနေနှုတ်ဖတ်သွားပါတယ်။ထိုင်းဒုတိယဗန်နိုင်ဝန်ကြီးဘူရာပတ်တန်ရောင်ကရာထူးကနှုတ်ဖတ်ကြောင်းကြေညာပါတယ်။နေဆက်ဖြတ်ကျော်ကြားဖြန့်ကွန်ရက်တွေနဲ့မိမိပတ်သက်မှုမရှိကြောင်းပြောပြီးတော့သတင်းမှားဖြန့်သူတွေဥပဒေအရအရေးယူမယ်လို့ဆိုပါတယ်။တူအားတရားမဝင်ငွေကြေးအုပ်စုတွေသူတင်ကမ္ဘောဒီးယားမှာရှိတဲ့ကြားဖြန့်ကွန်ရက်တွေနဲ့ပတ်သက်ပြီးပတ်သက်မှုရှိတယ်ဆိုတဲ့ဆွဆွဲချက်တွေဟာမလို့မုံထားသူတွေရဲ့ပြောဆိုချက်တွေလို့ ဘိုရာပတ်ကဆိုပါတယ်ကျွန်တော်ဟာပြည်တွင်းမိဘမှာဗန်လုပ်ငန်းနဲ့ဗန်နိုင်းရင်းနယ်ပယ်မှာတွေ့ကြုံနှစ်30ကျော်ရှိပါတယ်ကျွန်တော်နိုင်ငံရေးအာဏာရဖို့ဘယ်တော့ခါမှမကြိုးစားခဲ့ပါဘူးကျွန်တော်ရဲ့တခုတီးသောရည်ရွယ်ချက်ကကျွန်တော်ရဲ့ပညာရည်နဲ့တိုင်းပြည်ကိုအလုံးကျွေးပြုလို့ပါလို့သူကဆိုပါတယ်ကမ္ဘောဒီးယားနိုင်ငံရှိကြားဖြန့်ကိုင်းတခုနဲ့ပတ်သက်တယ်ဆိုတော့ပြောဆိုချက်တွေကိုလည်းပယ်ချခဲ့ပြီးပဲ online ငွေလေလုပ်ငန်းပေါ်မှာမပါဘူးလို့ဆိုပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဆန်နဲ့မိကတ်သူ ဗီအစီဥက္ခရရှင်လက်နဲ့တွေ့ဆုံခဲ့တာကိုသူကဝန်ခံခဲ့ပြီမဲ့ကမ္ဘီတွေမှာမှုဆောင်တော့မဟုတ်အကြံပေးဖြစ်တာဝန်ယူနေတယ်ဆိုတဲ့ပြောဆိုချက်တွေကိုတော့ညင်ထားပါတယ်။သူဟာဖုန်းနံပါတ်တစ်ခုနဲ့ Kron Time ဘဏ်ရဲ့ bank card တစ်ခုကိုနှစ်နဲ့ချီအသုံးပြုခဲ့လို့ဘယ်အချိန်မှစုံစမ်းနိုင်ခဲ့တယ်လို့ဘူရာဘက်ကဆိုပါတယ်။ဘလို့စုံစမ်းစေမှုကိုမဆိုကျွန်တော်ကြိုးစားပါတယ်။ကျွန်တော်ဖုံးကွယ်ထားစရာဘာအကြောင်းမှမရှိပါဘူး။ ကျွန်တော်ဘယ်တော့မှနိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုင်းကိုရမှာမပါဝင်မှုဆိုပါတယ်။ဒေတာရင်းကြဖြတ်ကွင်းတွေနဲ့ပတ်သက်မှုရှိတဲ့ဆိုတဲ့ဆော့ဆော့ချက်တွေကိုစာရေးပြီးဖြည့်ရှင်ဖို့ဝန်ကြီးချုပ်အနုတင်ကတောင်းဆိုပြီးနောက်တရက်မှာသူကအခုလိုဂျာဒူကနေနှုတ်ခတ်သွားတာပဲဖြစ်ပါလိမ့်။အဲ့ဒီအချိန်မှာပဲထိုင်းရဲ့တပ်ဖွဲ့ကတော့နယ်မယ်ကြီးကြဖြတ်တရုတ်ဒူးဆိုင်ခေါင်းဆောင်ကိုတရုတ်ကိုပြန်လွှဲဖို့စီစဉ်နေတယ်လို့သိရပါလိမ့်။တရားမွေလောင်ကစားဝိုင်းနဲ့အွန်လိုင်းဝင် ကြဖြန့်ကန်နေတဲ့အမားကန်ခြေကုပ်နေမြေမှာအဓိကယင်းနှမျိုးနဲ့ တရုတ်ဒုစရိုက်ကောင်းဆောင်ရှီဂျင်ချန်းကိုတရုတ်နိုင်ငံစီပြန်လည်ပြီးဖို့ထိုင်းအာဏာပိုင်တွေကတော့စီစဉ်နေတယ်လို့သိရပါတယ်ပြောရမယ်ဆိုရင်တော့ထိုင်းရဲတွေကဘန်ကောက်မြို့တော်မှာရှိတဲ့ရှီကို2022ခရီးကဖမ်းမိခဲ့တာဖြစ်ပါတယ်သူကနိုင်ငံတကာမှုကွင်းတစ်ဖက်ရဲတပ်ဖွဲ့အင်တာပိုက2021ခရီးကဝန်ထမ်းထုတ်ထားတာပါသူကဘန်ကောက်မှာရှိတဲ့ခရောင်ဘရန်ဘိုဟိုကျင်းတော်ကြီးမှာထင်းသိမ်းထားပါတယ် 2023မေ25ရက်နေ့ကလည်းထိုင်းရာစုခုံရုံကအွန်လိုင်းလောင်းကစားမှုဆွဆွကြအတွက်မှုရင်ဆိုင်မှုသူ့ကိုမိခင်နိုင်ငံစီပြန်လွှဲပေးမယ်ဆိုပြီးအမိန့်ချမှတ်ပါတယ်။အဲဒီလိုအမိန့်ချမှတ်မဲ့အခြေအနေကကြံ့ကြာသွားပြီးတော့အခုသတင်းပတ်မှာအဲ့ဒီယူခံအတွက်နောက်ဆုံးဆုံးဖြတ်ချက်ကိုထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေရုံးကချမှတ်ခဲ့ပါတယ်။သူ့ကိုတရုတ်နိုင်ငံပြန်ပို့တာကဥပဒေကြောင့်ရာကြိုးကြောင်းစီလျော်ပြီးအခြေခံဥပဒေပါစည်းမျဉ်းတွေကိုဖောက်ဖျက်ခြင်းရှိကြောင်းသတ်မှတ်ခဲ့ပါတယ်။ ။ဒါကြောင့်လည်းသူဟာအသေးကြပေါက်တရုတ်စီကိုပြန်လဲပြီးတော့လွှဲပြောင်းခံရမှာဖြစ်ပါလိမ့်။အခုလိုမျိုးကြံ့ကြာနေရတဲ့ကိစ္စဟာတရားခိုင်ရဲ့အရေးပေါ်မှုကြောင့်တောင်းဆိုအောင်စီမံကိန်းတွင်နေကြောင်းတာဝန်ရှိသူတွေကပြောပါလိမ့်။လွှဲပြောင်းမှုကိုဘယ်နေ့ဘယ်အချိန်မှလုပ်မလဲဆိုတော့တော့လုံခြုံရေးအကြောင်းပြချက်ကြောင့်လုံးဝထုတ်ဖော်ပြောခြင်းမရှိပါဘူး။သူတို့ဖန်စီကံတွေမှာထိုင်းရတဲ့ဘက်ကငွေညှိမှု online လောကစားမှုငွေကြေးလိမ်မှုလူမောင်ခုံမှုတွေနဲ့ရှက်နယ်ပတ်သက်နေကြအောင်ဆိုပါတယ်။ဒါပေမဲ့ အခုလိုမျိုးဂျာဖန်ကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ကဝင်ရောက်ကင်တွယ်ချိန်မှာပဲသူ့ကိုတရုတ်နိုင်ငံကိုပြန်လွှတ်လိုက်တာဟာဒါဟာတော်တော်လေးကိုတန်တရားကောင်းတဲ့ကိစ္စဆိုပြီးတော့လေးလာသူတွေကပြောပါတယ်